ပိဋကချမ်းသာမှာအပြစ်နဲ့ပတ်သက်ပြီးတော့ယဟန်တန်ဃာတွေမှာအကြီးဆုံးအပြစ်ကိုပါရာဇိကလို့ခေါ်တယ်။အဲဒီပါရာဇိကပြစ်မှုကြီး၄ခုဆိုတာတော့အမြဲတမ်းဂရုကအဘလို့ခေါ်တယ်။ကြီးလေးတဲ့ပြစ်မှုအဲဒီပြစ်မှု၄ခုတည်းကတခုခုကျွလွန်မိတာနဲ့တပြိုင်တည်းယဟန်ဘောကိုဆွတ်လွတ်ရမယ်။ယဟန်ဘောဆွတ်လွတ်ရုံနဲ့မကဘူးထပ်မံပြီးတော့ယဟန်အဖြစ်ခံယူခွင့်မရှိဘူး။ရှားသက်ပံဆုံးရှုံးနေတာမှုသူဟာ တန်ခါစင်းဘယ်တော့မှပြတ်မဝင်တော့ဘူးဆိုတဲ့အထိတ်ပဲเนาะအဲ့ဒါမျိုးကိုပါရာဇိကလို့ခေါ်တယ်ပါရာဇိကဆိုတာဆုံရှုံသွားစေတဲ့အလုံးကိုဆုံရှုံသွားစေနိုင်တဲ့ပြစ်မှုလို့ဒီလိုဆိုတယ်နောက်သူ့အောက်တစ်ဆင့်နှိမ့်တဲ့ပြစ်မှုကတော့တန်ခါဒိဋ္ဌိလို့ခေါ်တယ်တန်ခါဒိဋ္ဌိဆိုတာဒီပြစ်မှုကိုကုစားတဲ့အခါမှာတဦးတည်းကုစားလို့မရဘူးအများတန်ခါနဲ့ကုစားမှရတယ်အလုံးကိုတတိပိ အတိပေးတဲ့အရာဖြစ်တယ်ပေါ့အရှက်ရပြီးတော့အလုံးထဲမှာဖွဲ့ဟဝန်ခံပြီးတော့မှဒီပြင်းမှုကိုကုစားလို့ရတယ်ကွန်ဖက်ရှင်လုပ်လို့ရတယ်အဲ့ဒါက33မျိုးရှိတယ်အဲ့ဒီ33မျိုးဟာလည်းပဲကြီးလေးတဲ့ဂရုကပြစ်မှုလို့ခေါ်တယ်ပေါ့ဘုန်းကြီးတွေအသုံးနဲ့ပြောမယ်ဆိုရင်အာဘတ်လို့ခေါ်တယ်အာဘတ်ဆိုတာအပတ္တိအပြစ်တင်ရောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ ဒီဥပဒေဖောက်ပြင်းရင်ဘာအပြစ်တင်ရောက်တယ်ဆိုတာလောကလူတွေပြည့်ညတ်ထားတဲ့ဥပဒေမျိုးပဲသစ္စာပြာပြည့်ညတ်ထားတဲ့ဥပဒေကိုချိုးဖောက်လို့ရှိရင်ဒီအပြစ်တင်ရောက်တယ်ဆိုတာဖော်ပြအဲ့ဒီအောင်တဆင်းနေတဲ့ဟာကြတော့ထုံလေးဆရာလို့ခေါ်တယ်ကြီးမားတဲ့အပြစ်တစ်ခုဖြစ်တယ်အဲ့ဒါတော့တန်ဃာတွေအချင်းချင်းနှစ်ပါးကြားထဲမှာ confession လုပ်မယ်ဖွင့်ဟဝန်ခံပြီးတော့ဒီ promise လုပ်မယ်ဆိုလို့ရှိရင်တော့ ကင်းလွတ်ခွင့်ရတာကင်းလွတ်ခွင့်ရတယ်ဆိုတာဟာနောင်မလုပ်ပါဘူးဆိုတဲ့ဝန်ခံကတိမြတာဖြစ်တယ်ပေါ့ဒီအပြည့်ဟာကျွလွန်ထားတဲ့အပြည့်ဟာပျောက်သွားတယ်လို့ဒီလိုယူဆလို့မရဘူးပျောက်သွားတာမဟုတ်ဘူးစိတ်ထဲမှာတန်ရှင်းပြီးနောင်တစ်ခုနောင်ဘယ်တော့မှမလုပ်တော့ပါဘူးဆိုတဲ့ဝန်ခံကတိချက်ကိုဆိုလိုတယ်ပေါ့လုပ်ပြီးသားကိုပယ်ဖြတ်တာမဟုတ်ဘူးလုပ်ပြီးသားဆိုတာပယ်ဖြတ်လို့မရဘူးလေလုပ်ပြီးသားဟာလုပ်ပြီးသားပဲဖြစ်တယ်ပေါ့ အဲ့လိုပြစ်မှုတွေအဲ့ဒီတဲ့တဆင့်နှိမ့်တဲ့ပြစ်မှုကပါစိတ်တရားလို့ခေါ်တယ်။အဲ့ဒီပါစိတ်တရားတဲ့တဆင့်နှိမ့်တာကြတော့ဒုက္ကဋလို့ခေါ်တယ်။အဲ့ဒီဒုက္ကဋတဲ့တဆင့်နှိမ့်တာကြတော့ဒုဗ္ဗာတိတာလို့ခေါ်တယ်။အားလုံးပြစ်မှုတွေဟာ9ဆင့်ရှိတယ်။9မျိုးရှိတယ်။အဲ့ဒီ9မျိုးတွေကအောက်ဆုံးကပြောမယ်ဆိုရင်ဒုဗ္ဗာတိတာတို့ဒုက္ကဋတို့ဆိုတဲ့ဒီပြစ်မှုလေးတွေဟာအလွန်များတယ်။ အလွန်များတော့ဒီပြစ်မှုလေးတွေကျူးလွန်ပြီးလို့ရှိရင်တော့ဒီ